လူဆိုတိတတဝါသည်တလုံးလုံးတွေ့ရရလောက်ကင်နေသည်အစာအစာစိုက်ပြိုသည်အတုံးဆောင်များလုပ်သည်နေထိုင်ရန်အဆောက်အုံကိုဆောက်လုပ်သည်ဤသို့လောက်ကင်ကြရတွင်လူသည်မိမိအတွက်တတရာကျန်းစီဖန်တီးကြခြင်းသာဖြစ်သည်ဤဒီမှာအံ့ဩစရာမရှိထူးလဲထူးဆန်းသည်မဟုတ်ဟုဆိုခြင်းသည်လူသည်မိမိလူဖြစ်ကိုမိမိဘာသာကြည်နူးနေသောတတဝါမျှတာဖြစ်သည်တနည်းဆိုရင်လူသည်မိမိကိုမိမိချက်သောတတဝါ၎င်းမျှတာဖြစ်သည် ကဘာဦးကလူရိုင်းတို့သည်လဲယနေ့ရှိနေကြတော့လူရင်ကျေတို့ကဲ့သို့ပင် စားဝတ်နေရေးအတွက်ရှာဖွေလုပ်ကင်ကြကြသည် ထိုကရင်းလူရိုင်းသည်ဆက်ရပြိုရရှာရဖွေရစောက်လို့ရသည့်အတွက်စိတ်ဆင်းရဲခြင်းမဖြစ်ရထို့အတွက်ပိုး၍ပင်ကျဉ်နူးပျော်ရွှင်လာသည်ဟုမှတ်ယူအပ်သည်ထိုလူရိုင်းတို့သည်စားเสียအစာရှာဖွေကြသည်လူထွေးရန်မိကို တောမှကူးယူဖန်တီးကြသည်ကိုခန္ဓာကိုကာကွယ်ရန်အဝေးထယ်ရလောက်ကြသည်တို့တော့ လူတို့ဤပြုတ်မှုလောက်ကင်ကျင်တွင်ထူးခြားသည့်အချက်တစ်ခုကရှိသည်ယင်းမှာလူသည်မိမိနေထိုင်ရန်အဆောက်အအုံဆက်လုပ်သည်ဖြစ်စေမိမိဝတ်စည်ရန်အဝတ်အထည်ရလုပ်သည်ဖြစ်စေတစ်ခါထက်တစ်ခါပို၍လှပတင့်တယ်လာအောင်အချိန်ရှိသမျှမနာမနေခွန်အားစိုက်ထုတ်ကျိုးပန်းချသည်ဆိုသည့်အချက်ပင်ဖြစ်လေသည်သို့သောလူတို့ဖန်တီးခဲ့သည့်အရာဝတ္ထုတို့တွင်အစင်တန်စာအဖြစ်အယုတ်ဆိုးအကြီးတန်သည့်တို့ပါရှိခဲ့သည်ခါလဲပါရှိသည်ထိုခါမျိုးမှာ ရင်းတို့ကိုဖန်တီးသည့်လူဆိုသည့်တတဝါတွင်အမောက်ပြောကဝင်၍အာရင်ကွန်ခန်းရွနဲ့ခိုင်းနှင့်ကြုံချိုက်သောအခါမျိုးဖြစ်ပေလိမ့်မည်ကျွန်တော်တို့၏ဘိုးဘေးပြည်ပြည်များဖြစ်ကြသည့်ရှီဦးလူအနယ်တို့သည်တဘာဝ၏တန်းကိုကြံ့ကြံ့ခံရန်စ조사အထောက်သည့်အချိန်မျိုးကြုံခဲ့ရဟန်တူသည်တဘာဝကဝိုးကြီးတဲထန်စွာရွာစေသည်အသေးခိုက်အောင်အေးသောလေးအေးများတိုက်ခိုက်စေသည်ထိုအခါလူသည်နေရေးထိုင်ရေးခဲလာဟန်တူသည် ိုးရွာလျင်သို့မဟုတ်အေးလျင်ရေကျင်းတဲ့သို့ဝင်ရောက်ကုလုံခဲ့သည်သူဒီမဟုတ်တောင်ဆောင်းရှိကုမြတဲ့သို့အေးဝင်ကုလုံခဲ့သည်သူတို့ကိုသူတို့တိရညဖြစ်လကောင်းတေးညဖြစ်လကောင်းကာစီခဲ့သည် ထို့ပြင်ကဘာဦးလူရိုက်တို့၏ကုခန္ဓာ၌ထူထဲသော အမွေးအမြင်သည်ကာလတန်ကြာအထိရှိနေခဲ့ဟန်တို့သည်ထို့ကြောင့်တော်ယုံတန်ယုံအေးတန်ကိုခန္ဓာရည်ရှိကြဟန်တို့သည်တွေ့ရတွင်ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ လူဤကိုခန္ဓာသည်လည်းပြောင်းလဲလာရသည်။၎င်းကရှိခဲ့သည့်အမွေးမြင်တို့သည်ထူရမှပါလာကဲဟန်တို့သည်။ထိုခါမျိုးရောက်လျင်လူသည်ခိုးလုံးနားနေရန်နေအိမ်သို့မဟုတ်အဆောင်အုံတစ်ခုခုလူလာပဲလိမ့်မည်။အချိန်မြွေရာသီဥတုဖောက်ပြန်၍အေးလာပြီဆိုလျင်လူသည်မိမိတွားလျာအရတိုင်းသို့တောင်ဆောင်ကဂူကြီးကိုတဲယူတွားနိုင်မည်မဟုတ်ပေ။ထိုအခါအေးအေးတံကိုကာကွယ်ရန်လွှဲထွေးသည့်ခိုးလုံးအိမ်တစ်ခုလူလာလိမ့်မည်။ အခြားတနည်းတလန်းအားဖြင့်ခုံလုံးအင်းဖန်တီးရမည်။ဤနည်းဖြင့်လူတို့ဝတ်ဆင်သောတည့်ရအဝတ်တည့်ရအဝတ်ရက်ထည်အဝတ်တို့ပေါ်လာရသည်ဟုဆိုရမည်။လူတို့ဝတ်ဆင်သည့်အဝတ်ထည်သည်တနည်းအားဖြင့်လူတို့ကိုရာသီဥတုဓမ္မကာကွယ်ပေးသည့်ခုံလုံးအင်းအဖြစ်အယူဆနိုင်ပေ။ဤသဘောကိုကျွန်တော်တို့တစ်ခါမှစင်ကြင်မကြည့်ကြဘူး။ဤတို့ပင်ဖြစ်စေအဝတ်ထည်တို့သည်လူတို့၏ခုံလုံးအင်းများအဖြစ်စတင်ဖြစ်ပေါ်လာရသည်ဟုခိုင်ခိုင်မာမာဆိုခြင်းနည်း။ လူဤလုံးဒီပလာချင်းနေတော့ကုခနာကို ဖုံးလွင့်ရန်အဝတ်ထည်တို့ပေါ်လာရသည်ဟုဆိုလျင်မိုင်မဲရရောက်ပြီ။အင်မတန်ပူပြင်းသည့်ရာသီဥတုမျိုးတွင်အဝတ်ထည်ကို လုံးဒီကုန်၌အဘဲသူလျင်လွှမ်းကျင်ပါအံ့နေ။ထို့အပြင်ခက်ခိုက်တောင်းအောင်အေးဒီအခါအဝတ်ထည်မဖုံးလျင်ထို့သူသည် ပေရင်းကြမည်အမှန်သာဖြစ်သည်။ရှေးခါကဆိုလျင်လူတို့သည်အိုးအင်ဆောက်လုပ်ရ၌၎င်းအဝတ်ထည်ပြုလုပ်ရ၌၎င်းပြောပြောင်းသော တိတ်ကိုင်းတိတ်ခဏ်များကို ထမဆုံးအသုံးပြုကြသည်ထိုပြောပြောင်းသည့်တက္ကိုင်းတရွတ်တို့တွင်ရှင်မျိုးမျိုးညရိုင်းပင်တို့သည်လူတို့အသုံးပြုသည့်တက္ခဏာဖြစ်ကြလိမ့်မည်ရင်းညရိုင်းတို့အပြင်ထုရရန်လွယ်ကူသည့်ပြောပြောင်းသောတက်ခေါတို့ကိုလည်းအဝေးထည့်ဖြင့်အသုံးပြုကြပေးလိမ့်မည်ဤဒီမှာလူတို့အသုံးပြုသည့်ပထမဆုံးချိန်ညံအကျံဖြစ်ပေလိမ့်မည်ထိုတက်ခေါကိုပင်ငားများရန်အများထံကြိုးဖြစ်လဲအသုံးပြုကြဟန်တို့သည်ထို့ပြင်ညရိုင်းပင်တို့ကိုလည်း ကျိုးဖြစ်အသုံးပြုရန်ကြကြဟန်တူသည်ထို့နောက်တွင်မူကဘာဦးမိမသားတို့သည်ညရိုင်းပင်များကိုတောင်းများချင်းများအဖြစ်ရလုတ်ကြပေလိမ့်မည်ထို့လုပ်ငန်းကယနေ့ကျွန်တော်တို့မြင်တွေ့နေရသည့်ချင်းတောင်းရလုတ်ခြင်းတို့နှင့်ခြားနာခြင်းမရှိတာပင်ညရိုင်းပင်တစ်ပင်ဤအခေါက်စသည်တို့ကိုချင်းတောင်းရလုတ်ခြင်းမှသည်ကာလတန်ကြာသောရှီဟောင်းလူဦးရေတို့သည်အတိုက်ပညာဘက်တွင် တီထွင်ဖန်တီးမှုများတစ်ခုပြီးတစ်ခုစမ်းသပ်လုပ်ကိုင်ခဲ့သည် ချင်းောင်းရက်သည့်ညယန်းကိုကျန်းနှန်းသည့်ဘူးဆာတစ်ခုဖြစ်အောင်ရဲ့၍ကြည်သည်ယနေ့မဒါဂတ်စကာကျုံသူကျုံသားများဝတ်ဆင်ထားသည့်အဝတ်ထည်မျိုးသည်ညယန်းပင်တို့မှရလုတ်ထားသည့်အဝတ်မျိုးပင်ဖြစ်သည်ထိုမှတစ်ဆင့်ချုံမွေးသည့်အမြင်ခန့်ခန့်သည့်အမြင်တို့ကိုလူတို့ခြားကြံကြပြန်သည်ထိုကညယန်းထက်ပုံမှုချုံမွေးခန့်ခန့်သည့်ချော်ပင်ကို လူတို့တွေ့လာဟန်တူသည် အခုကာလတွင်ထိုလျှော်ကိုဘီသွားလျှော်ဟူ၍၎င်းပဆန့်လျှော်ဟူ၍၎င်း ေါ်ဟောကြသည်ထိုခါတွင်က လူတို့သည်ဟောက်ပဲတိဏ္ဏတို့ကိုစိုက်ပျိုးသည့်အခါဂျုံစပားကျောင်းထံတို့နှင့်အတူချော်ပင်ကိုပါစိုက်ပျိုးကြလေသည်ရှေးရခင်ကချင်းမြတ်တစ်ခုဖြစ်လာရန်တစ်ခေါက်ကို၎င်းညရိုင်းကို၎င်းရေတွင်ပုတ်တိုက်ချီမောရသည်ထို့နောက်ချင်းမြင်ဖြစ်အောင်ဘိုင်းငင်သည့်အတက်ချင်းငင်သည့်အတက်သည်လည်းပေါ်ပေါက်လာလေသည်ဤသို့ချင်းငင်ဘိုင်းငင်နိုင်ရန်စိုက်ပျိုးထားသည့်ချော်ကိုလည်းတနည်းတစ်ပုံပြုပြင်ပေးရသည် ျော်ပင်ကျင်းလာပြီဆိုရင်မြေမနှုတ်ကအပင်များကိုစီနောက်ပြီးနောက်ရေတွင်စိန်ထားရသည်ရဲအတန်ကြာလျင်ျော်ပင်တို့သည်ကြော်ပြောင်းလာကဟော့ထလာသည်ထိုအချိန်တွင် အပင်၏အချွဲအကြီးတို့သည်ရေတွင်ပျော်ခွင်ကြံနေကြခဲ့ကျော်မြင်များသည်တတိတခြားဖြစ်၍လာသည်ထိုကျော်စည်းကိုလက်ဖြင့်ရိုက်ပုတ်ထုနိုင်ရလေသည်ထိုမှသာအမြင်နှင့်အသားတခြားစီကွယ်လာမည်ရင်းသည့်နောက် ချင်းမင်းတို့ကိုငင်ရန်တိကျခွတ်ထုတ်ရကြနိုင်သည်။ကျော်ပင်မှကျော်မြင်ထုတ်อยู่သည့်ဤလုတ်ကင်လေးသည်ရှေးကျလှသည်ဖြစ်သည့်ဤဖြစ်သည်။တော်တော်ယနေ့တိုင်ဤနီးကိုအသုံးပြုနေစေပင်ဖြစ်သည်။ယနေ့ကစမှုခေဖြစ်သည်။လူဖြည့်အားကျော်မြင်တို့ကိုရွေးထုတ်သည့်လုပ်ငန်းတွင် လူဤလက်အစားစက်ကိုအသုံးပြုခြင်းလျင်အသုံးပြုနိုင်သည်။တော်တော်ကျော်ပင်ကို ရေပုတ်ဆိုင်သည့်ဤသည်တမယုတ်ကြဤပင်ဖြစ်သည်။ချင်းငင်ချင်းအတက်ဘိုင်းငင်ချင်းအတက်သည် ရှိခိကဆိုလျင် လွန်လွယ်ကူသောအတတ်ပညာတစ်ခုဖြစ်သည်။ဥစွာပထမရှောင်းမြင်းများကိုလူတချောင်းတွင်ရစ်ပတ်သည်။ရင်းမှာတနည်းအားဖြင့်ဘိုင်းငင်သည့်လုတ်တံပင်ဖြစ်သည်။ချင်းငင်းမြင့်သူဘိုင်းငင်မြင့်သူသည်ထိုလုတ်တံကိုလက်ဝဲပက်လက်မောင်းကြားတွင်နှက်ထားရသည်။လုတ်တံ၏အစွန်းတစ်ဖက်သည်ရှေ့သို့နည်းငယ်ပြွထွက်နေသည်။ထိုလုတ်တံမှရှောင်းမြင်းချုပ်ကိုဆွဲထုတ်ကာရိရပြင်ရသည်။ဤသို့ရိလိန်သည့်အခါလက်ရပတ်တွင်ရှိနေသည့် ရှင်ငင်သို့မဟုတ်ဝင်ရိုးသည် အရေးကြီးသည့်ကိရိယာတစ်ခုဖြစ်လာသည်ဤဝင်ရိုးကို မန္တန်ပြုကဝဲဖက်ချီနေများကိုလိန်နေသောဝင်ရိုးတွင်တက်၍ကြည့်ချင်းဖြစ်သည်လက်ရဘက်လက်ကဝရိုးနိုင်လဲအောင်လှည့်ပြရသည်ဤနည်းဖြင့်ရှောင်မြင်သည်ခိုင်သောမှသောစစ်သောချီမြင်ဖြစ်လာသည်အထယ်ရမည်သူဤလက်ထက်တွင် ခြေပင်အချို့ရှိနေသည်ရတုသည်ဥစ္စာပထမအတိုင်းခြေပင်များကိုဂျိန်တွင်တပင်ဖြစ်စေနှစ်ပင်ဖြစ်စေယူကား သူ့လက်ထက်ကအဖောက်ချီပညာကိုဟိုဘက်ဒီဘက်အပြန်အလှန်သွင်းပေးတယ်။နောင်ခင်တွေမူလူကလက်ပြန်ကန်ကာသွင်းမပေးတော့ပဲလုံးကိုအုံပြလာကြတယ်။လုံးကိုအမဲရုပ်ဖြစ်လကောင်းတသားတည်းလကောင်းပြလို့တယ်။လုံးကလေးဒီအတိုင်ချီညာကြားတွင်ဝဲမရရာမဝဲတို့ခောက်တုတ်ခောက်ပြန်ပြီးသွားတယ်။ရှိကြဆောင်အစင်ဒီအပြောင်းအဆက်အစင်စစ်ကွက်စင်တို့ဖြစ်ကြတယ်။ရင်းတို့မှာအလွန်ရှင်းလွန်ရိုးသောအစင်များဖြစ်ကြတယ်။ အီဂျစ်ယဉ်ကျေးမှုထွန်းကားသည့်ခေတ်ဘေဘီလုံယဉ်ကျေးမှုထွန်းကားသည့်ခေတ်အိန္ဒိယယဉ်ကျေးမှုထွန်းကားသည့်ခေတ်တို့တွင်ရကန်းတီတို့သည်ခြေထဲတွင်ရွှေကျိုးငွေကျိုးအပြောက်အမွှန်းတို့ကိုရလုတ်ခဲ့ကြသည်ယင်းတို့၏တင်မောတဲ့တို့မှာအလွန်မင်းစမ်းကြယ်လေသည်ထို့ပြင်ချူကြီးငကြီးထိုးခြင်းအတက်တာမကအဖောင်းအကြွားဖြင့်အစင်ဖော်ခြင်းအတက်သည်လည်းထိုခင်ညာ၌ထွန်းကားလာခဲ့သည်ချေဟောင်းခေတ်တစ်လျှောက်လုံးတွင်တရုတ်တို့၏ပိုးတယ်လုံငန်းသည်အလွန်ကြောကြလေသည်တရုတ်ပိုးတယ်ကိုရလုတ်သည့် ရကန်းတီတို့သည်အိန္ဒိယပြည်သို့ပင်သွားကာပိုးကုန်ကူကြသည်တရုတ်ပိုးတယ်ထွန်းကားသည့်ခါ၌ပါရှန်ဖုန်းတော်ကြီးနှစ်ပါးသည်ပိုးစာကောင်းများကိုခေါင်းပိတ်ဝလုံးတစ်ခုတွင်ပွက်ခါကွန်စတန်တီနိုပိုမြို့သို့တည်ဆောင်ခဲ့သည်ယင်းပိုးစာကောင်း၏ဦးများကိုဖောက်စေလျင်ပိုးလောင်ကလေးများပေါက်လာသည်ပိုးလောင်ကလေးပိုးတုံးလုံးကလေးများသည် ပိုးဝင်ဖွဲ့ကပိုးစာမြင်များကိုရလုတ်ကြသည်ထိုအခါတွင်မှဥရောပတိုက်တပ်တို့သည်ပိုးတယ်ရလုတ်ချင်းတက်ကို ဥစွာတိနာလေကြတဲ့ဥယောပတိုက်တွင် တကူကြည့်သောဧကရိပေမြသည်ပိုးတဲ့ယက်တိယကန်းတိများကိုအထူးလေးပေးကာသူတို့၏နန်းတော်များ၌ကျွေးမွေးပြုစုထားသည်ယကန်းတိများကလည်းဘရင်၏ကြီးကျယ်ခမ်းနားပုံတကူတေစာကြီးမားပုံတို့ကိုအဝေးထင်များတွင်ရက်လုတ်ဖော်ကျူးကြသည်သူတို့ရက်လုတ်သည့်ပိုးစာများတွင်ဧကရိမင်းမြတ်တော်ကစားထွက်ပုံမြင်းတော်စီပုံညီလာခံဝင်ပုံစသည်တို့ကိုရက်လုတ်သည်ဤနည်းဖြင့်အဝိဆာတွင် ုံဖို့ရလုတ်တီအတက်တီဥရောပတိုက်တွင်ပြန့်နှံ့ကြရသည်စနစ်ရာစုခေတ်တွင်ပြင်သစ်ကမ်းခြေအနီးရှိဖလန်ဒါဒေသသည်အထယ်တွင် အပြောင်အမွန်းဖော်ခြင်းဒဇာဆင်ခြင်း၌ကြော်ကြားထင်ရှားခဲ့သည် ထို့ပြင်ပုံဖော်ခြင်းအတက်၌လည်းကျွမ်းကျင်သူများဟုကြော်ကြားခဲ့လေသည်အိန္ဒိယပြည်တွင်ကအစောဆုံးတွေ့ရသောစေကြီးပကြီးများတွင်အလွန်နုညံ့ပါလွသောဒိုတီညာရွေးချယ်ထားသည်ကိုတွေ့ရသည်ရွှေကြည်ထိုးငွေကြည်ထိုး ရက်ထည်များကိုလည်းစောစီစွာကပြင်ရလုတ်ခဲ့ကြသည်ချီဟောင်းအိန္ဒိယပြည်ဤကြီးရွာတမန်တော်အဖွဲ့ကလေးများတွင် ရကန်းတင်များမှအရေးပါသောလူဒန်းစားတရဖြစ်ခဲ့လေသည်များသောအားဖြင့်ချီဦးခေကာလာကပင်ကဘာအရေးရတွင်ချင်းမြင့်ဖြစ်အောင်လက်ထည်ငင်ရမရစ်ဖြစ်ငင်ချင်းကအစားထိုးနေရယူခဲ့သည်ဝါကွန်းရသောဝါသီးပင်ကိုလည်းအီဂျစ်ပြည်အိန္ဒိယပြည်နှင့်တရုတ်ပြည်တို့တွင်စိုက်ပျိုးခဲ့လေသည် ရာဇုတ်ခေဆော့ဆော့ကပင်ဝါချီကိုလိုင်းနေချီ ော့ချီတို့နဲ့အတူလွဲဖက်အုံပြုတ်ကြသည်သူအတွင်နောက်တိုင်း၌က18ရာစုအထိဝါနှင့်ဒိုင်နင်ရှော့ကိုရောဖက်၍လကောင်းဒိုင်နင်ရှော့နှင့်သုံးမွေးကိုရောဖက်၍လကောင်းချီဖြစ်အုံပြုတ်ကြသည်မြန်မာတို့သည်ပင်ဒီကိုအချောင်းပြူကမျိုးချစ်စိတ်ထက်တန်ကြရလေသည်ဝန်တန်နုခစ်တွင်အင်္ဂလန်ပြည်ပြည့်ဝိုင်းသားအင်ဂျီသည်ခစ်တင်ကြကပင်ဒီဂျောနှင့်ရောထက်ပင်တို့သည်ခစ်စားလာကြလေသည်ပင်ဒီအင်ဂျီသည် ်ထိုခေတ်တွင်တို့မှတခင်တို့၏အဆောင်ပစ္စည်းတစ်ခုဖြစ်ခဲ့သည်ဤပင်၏အင်ဂျီ၏အရေးမြစ်ကိုစူးစမ်းကြည့်ရလျင်ပကံခေတ်တွင်မြမတို့သည်ရကန်းရလုတ်ချက်အတက်ကိုကောင်းစွာတကြွနေကြသည် ရကန်းတီတို့ကိုရန်သည်ဟုခေါ်ကြသည်ပကံခေဦး၌လက်တံပင်မရသောလဲနှင့်ချော်တို့ကိုအဝိအတွက်ရလုတ်ချက်ဟန်တို့သည်နှောင်းပကံခေတ်တွင်မူဝါချီဖြင့်ရလုတ်ချက်ဟန်တို့သည်အကြောင်းမှာတောက်စာမြတ်၌ဝါဟုသောဟောရာကိုနောက်ပိုင်းတွင်မှ တွေ့ရသောကြောင့်ဖြစ်သည်မြမပြည်သို့ဝါဘဲကရောက်လာသည်နှင့်ဟူသောမိကုံးကို ခြေတိဖြညာရှိခဲ့သည်တို့ရတွင်ရင်းတို့မှာဒဏ္ဍာရီနှင့်တာဆိုင်သော ရှေးစကားများဖြစ်ကြသည်မိတို့ပင်ဖြစ်စေရင်းရှေးစကားကိုဆိုသူတို့မှာသမိုင်းဆရာတို့ပင်ဖြစ်သည်သမိုင်းဆရာချို့၏ပြောစကားများကိုမြေသူကားမြဝေဖန်စောကြောအပြုကြသည်ထိုပုံမြင်ထိုရှေးစကားသည်ညမကြီးလေးဦးကဆား၍ညမလူမျိုးဖြစ်လာသည်ဟူသောဒဏ္ဍာရီတွင်အကျုံးဝင်သွားလေသည် ရှမ်းလူမျိုးတို့ကမူရှေးဦးစွာဗြမာကြီးရှေးဦးတို့သည်လူပြည်တို့ဆင်းလာကြသည်ဟုဆိုသည်ထိုဗြမာကြီးရှေးဦးမှာယောက်ျားလေးယောက်မိန်းမလေးယောက်ဖြစ်သည်ရေစီလွားကိုစားကြသည်ဖြင့်ရင်းတို့သည်လူဖြစ်တော်ကြသည်ထို့ကြောင့်ဗြမာပြည်တို့မပြန်နိုင်ပဲမြမပြည်တွင်အခြေဆိုင်ကနေထိုင်စားတော့ကြသည်သူတို့မှမြမများပောက်ဖွာလာသည်သူတို့၏အနွယ်မြမများကိုလည်းဝါဆိုင်တို့ချင်းအတက်နှင့်အိုင်းငင်ချင်းအတက်ရကန်းရချင်းအတက်တို့ကို တင် जा ပေးခဲ့သည်ဟုဆိုလေသည်။ဝါပင်ဆိုက်ပျိုးခြင်းတဲ့ဘိုင်းငင်ခြင်းရကန်းရခြင်းအတက်တို့ကိုမြမပြည်သို့တရုတ်ပြည်မှလူဆောင်လာလေသည်ဟုဆိုပြန်သည်။ဤတနာဤအရဆိုရင်ဝါဆိုင်တိုးချင်းကိုတရုတ်ပြည်မှရသည်ဟုယူဆရပေနည်း။အချို့ကမူဝါဆိုင်တိုးချင်းကိုအိန္ဒိယပြည်မှရသည်ဟုယူဆကြသည်။ကိုရဆိုတွင်အိန္ဒိယပြည်မှပြန်လာသောပတိခီးတီနှုတ်ကတရုတ်တို့သည်ပတိတို့ကဲ့သို့ပင် ်ချီတဲ့ကိုဝတ်ဆင်ကြသည်ဟုခိုင်မှဆိုသည်ချီတဲ့ရက်လုတ်ချင်းတက်သည်အိန္ဒိယပြည်မှပရှန်ပြည်သို့ကူးစက်ပြန့်နှံ့သွားသည်ဟုလည်းဆိုကြသည်တို့ဖြစ်ရာမြမပြည်သို့လည်းအိန္ဒိယမှထိုတက်ပညာကူးတက်လာသည်ဟုယူဆနိုင်ရန်အကြောင်းများရှိသည်တို့ရတွင်ဝါကိုအရှိမရသလားအနောက်မှရသလားဟုရေကာတိတိကျကျမပြောနိုင်သမိုင်းစကားအရဆိုရင်မြမတို့သည်အကန်ကစ်ကပင်ရကန်းရဲ့ချင်းအတက်ကိုတကြွနေပြီဟုဆိုနိုင်သည် အနောက်ယထာမင်းစောလက်ထက်တွင် ရကန်းသည်မရွှေဦးကိုရွှေဖြင်းနှက်၏စီတော်ကြကရကန်းစင်မှဖြူယူသွားသည်ဟုဆိုသည်ထို့မရွှေဦးကယခုကျွန်တော်တို့တောင်တော်သခင်မှာဟုအတိမတ်ပြုထားသောမဲဥပင်ဖြစ်လေသည်ထို့ပြင်သမိုင်းဆရာချောကပကံခင့်မတိုင်မီကရှိနေသောပြူလူမျိုးနှင့်ပြုံးလူမျိုးတို့သည်ရကန်းကျလို့ရ၌ဝါခွန်းဝါချီတို့ကိုအသုံးပြုနေပြီဖြစ်ကြောင်းအဆိုရှိကြပြန်သည်ထို့ကြောင့်ဝါသည်အိန္ဒိယမှရောက်လာခြင်းမဟုတ်မြမတီတွင်ပင် ပေါရောက်တော့အပင်ဖြစ်သည်ဟုဆိုကြသည်ခိုင်မာသောတမိုင်းထောက်ထားကကျောက်စာများပင်ဖြစ်သည်ကျောက်စာတို့၌အင်္ဂလန်ပြည်မန်ချက်စတာမြို့နှင့်လန်ကာရှားရနေတို့တွင်ဆက်ရက်ကန်းစင်များတည်ထောင်ကရှိဦးဆုံးခြိစက်လုပ်ငန်းကိုတူးထောင်ခဲ့သည်ဂျင်းတို့တွင်အသုံးပြုရန်ကုန်ကျန်းဖြစ်သောဝါကိုအိန္ဒိယပြည်နှင့်အခြားအရှိအာရှတိုင်းပြည်များမှမှာယူတင်သွင်းခဲ့သည်ထိုခြိစက်များမှရလောက်သည့်အဝတ်ထည်တို့သည်အိန္ဒိယပြည်ပြည့်လက်ရက်ကန်းစင်များမှရလောက်သည့် အဝိထေတော်၏ပုံစံအစဉ်အသွေးကို အတူယူခဲ့သည်ပထမတွင်အိန္ဒိယပြည်ကချီတယ်နှင့်ပိတ်ချောထင်များကိုအင်္ဂလန်ပြည်သို့တင်သွင်းသည့်ဖြင့်အင်္ဂလိပ်သုံးခွေလုံငန်းသည်များစွာထိခိုက်နေနာခဲ့သည်ထို့ကြောင့်အင်္ဂလိပ်တို့သည်အိန္ဒိယပြည်ကတွင်သည့်ချီတယ်များကိုအကောက်ကွန်တို့၍ကောက်လေသည်သို့မှသာသူတို့၏သုံးခွေလုံငန်းမထိခိုက်မနေနာမီဖြစ်သည်နောက်ပိုင်းတွင်ကအင်္ဂလိပ်တို့သည်ကုန်ကျန်းဖြစ်သောဝါကန်းကို အိန္ဒိယပြည်မှာမှာယူတင်သွင်းကာသူတို့၏ခြေဆံများတွင်ခြေတဲရက်လုပ်ပြီးလင်ကုံကြောဖြစ်သောအဝိထေကိုအိန္ဒိယပြည်သို့တင်ပို့ရောင်းချသည်ဤသို့ဖြင့်အိန္ဒိယပြည်တွင်လက်မှုပညာသည်တို့များစွာပျက်စီးဆုံးမရသည်တန်ပေါင်းများစွာသောရကန်းတီတို့မှာအသက်မွေးလုံငယ်တက်သည့်ဖြင့်လက်မှုခေါမပြေးလျင်ပြည့်ကျေးပျက်စီးရသည်ဝါကန်းကိုဝါပင်မှတီးသည့်ဝါသီးမှရသည်ဝါပင်ဤဝါပွင့်သည်များစွာလှပပါသည်ရင်းသည် လူလောကကိုအကျိုးပြုခဲ့သည်လူလောကကိုတာယာစီခဲ့သည်ပျော်ရွှင်စေခဲ့သည်တို့ရတွင်ရဲမှချီဖြစ်အောင်လုပ်သူထိုမှတဖန်အထယ်ဖြစ်အောင်လုပ်သူတို့ကများစွာဒုက္ခရောက်စေခဲ့သည်ဝါကွမ်းလက်တဆုပ်ကိုယူ၍ကြည်လင်မာကျော်သည့်ဝါစိညာကိုတွေ့ရမည်ချင်းငင်ရန်ဘိုင်းတောင်မပြုတ်လုံမီဝါစိညာကိုစည်းစီထုတ်ယူဖယ်ရှားရသည်ထိုလုပ်ကိုတစ်ချိန်ကလူဤလက်ဖြစ်သာလုပ်ခဲ့သည် များစွာလက်ဝင်သည့်အလုပ်ဖြစ်သည်။ဝါစီကောက်ချင်းသည်လက်ဝင်သည့်အပြင်ပိမှန်းသည့်အလုပ်လည်းဖြစ်သည်။သူအားတွင်ဤလုပ်ကိုထမင်းငတ်သိမှဆိုသည့်အစင်းအဆုံးသူများသာလုပ်ကြသည်။ဤလုပ်ငန်းတွင်နီကလိုလူမျိုးအများဆုံးပါဝင်လုပ်ကံကြသည်။ထို့နောက်ညောင်မြင်ရှိသောပုဂ္ဂိုလ်တို့ကထိုလုပ်ကိုပြုလုပ်ရန်စက်တခုတည်ထွင်လိုက်သည်။ယင်းကိုဝါစီကောက်ဆဲဟုခေါ်သည်။ထိုဆက်တွင်တံမိလက်ချောင်းများတက်ဆင်ထားသည့်ဖြင့်ဝါစီကို တင်ညာစွာကောက်ကျူနိုင်သည်။ဝါစင်ညာကိုအလဲတံဖြစ်စေရရင်းတို့ကိုကြိတ်လျင်စီရနိုင်သည်။ထို့အပြင်ဝါစိတ်ကြိတ်ဖက်ကိုလည်းနှမ်းဖက်ကဲ့သို့ဝါစိတ်ဖက်ဖြစ်အောင်လုပ်ကာကျွမ်းနာတိရစ္ဆာန်များကိုကျူးမွေးနိုင်သည်။ဝါကွမ်းကိုကွမ်းထုတ်ခြင်းများအဖြစ်ပြည့်တဲ့၍အထုပ်ဖြစ်အောင်လုပ်ကာစက်ယုံများတို့ပို့သည်။စက်ယုံလည်းဝါကွမ်းကိုစင်ကြယ်အောင်ဗိညာဖြင့်ဖြည်သည်။အလုံးထွေးကင်းအောင်ရှင်နေနေ။ထို့နောက်ရင်းကိုစွဲငင်ရစ်ပက်ကျင့်ဆောင်ကား ချီပင်များဖြစ်အောင်ပြုလုပ်သည်ဤသို့ပြုလုပ်ခြင်းကိုချီငင်သည်ဘိုင်းငင်သည်ဟုခေါ်သည်ငင်သည်ချီညာကိုရက်လုံရန်စက္ကန်းသို့ပို့လိုက်သည် ရက္ကန်းဆက်များမှာအင်မတန်ကြီးမားသောဆက်ကြီးများဖြစ်ကြသည် ထိုဆက်များတွင်ချီလိပ်ပိဿဖြစ်လာအောင်ရက်လုံလေသည်ဆက်များလုံးသည့်လုံးတဘောမှာ အောက်ပါအတိုင်းဖြစ်သည်အတိုင်းချီညာကိုအရှိလိုက်သို့မဟုတ်အလျားလိုက်တန်း၍အဖောက်ချီညင်ကအတိုင်းချီညင်ညာကြဝင်ကြီးထွက်ချီ ရှိတ်တုံးနောက်ပြန်ဖမ်းဖမ်းသွားသည်။တမိနစ်တွင်အကြိမ်တရာဝင်းကြီးထွက်ချီလို့သည်။ကျူပင်ကျူကျူပင်ကြားလောင်းကလေးနှင့်သွားဟုသောကျွန်တော်တို့မြမစကထာမှာဤရကန်းကြီးလှုပ်ခြင်းကိုရည်ရွယ်ခြင်းပင်ဖြစ်သည်။ဤတို့အတိုင်ဖောက်ငင်ကြီးရက်လောက်ရမှအစဉ်ပုံစံပေါ်စရာရှိပြီဆိုရင်အချားအရာအသွေးရှိသည့်အဖောက်ချီဖြစ်ပေါ်သည်။သို့တော့တခါတရံရက်လောက်ကြီးပိဿာကို ရောင်သွေးရိုက်နေသည့်ပုံလေးဆက်ကြီးများဖြင့်ရိုက်နေခါပေါ်စေသည်။ရင်းဆက်သည် စာပုံလေးဆက်နဲ့ပုံစံအတူပင်ဖြစ်သည်ဤလုပ်ငန်းသည်အယုကံလုပ်ငန်းဟုထင်စရာရှိသည်လွယ်ကူသည့်လုပ်ငန်းဟု၍လည်းထင်စရာရှိသည်တွေ့ရတွင်တစ်ခါကဤချီဆက်လုပ်ငန်းကြောင့်အင်္ဂလန်ပြည်နှင့်ဥရောပတိုက်ရှိချီဆက်များတွင်အလောက်လောက်ကြသည့်လောက်သမားများမှဆင်းရဲဒုက္ခနှင့်တွေ့ကြုံကြရသည်ဖိနှိပ်ခံကြရသည် ဥစွာပထမအသက်၄နှစ်နှင့်၈နှစ်အကြားရှိကလေးသူငယ်တို့သည်ရက်ဖောက်တံတွင်ချီရစ်သည့်အလောက်ကိုလောက်ကြရသည်အခကြေးငွေမှာတနေ့လျှင် ကြေးပစံတပြားသာရသည်ထို့နောက်ရှစ်နှစ်နှင့်ဆယ်နှစ်နှင့်ကြာရှိကလေးတငယ်တို့သည်တနည်းလျင်လောက်ခနှစ်ပြားမှလေးပြားအထိချင်းငင်းသည့်ဆံများတွင်အလုပ်လုပ်ကြရသည်အသက်73နှစ်ရွယ်ရှိလူငယ်တို့ကရကန်းဆက်တွင်အလုပ်လုပ်ကြရကတနည်းလျင်ရှစ်ပြားရလေသည်ယခုခါတွင်ဆက်ရုံများ၏အခြေအနေမှာတို့တက်ကောင်းမွန်လာပြီဟုဆိုရပင်ကြီးအเจ้าမှာကလေးတငယ်တို့ကိုအလုံးမလုံးဆရာတော်ကြောင့်ဖြစ်သည်တို့တော်ညာလဲခြေဆက်အလုံးသမားတို့၏ ဒုက္ခကျင်းငွေမှာလောစာမှ နေပါလာလေသည်စသုံးကုန်ဈေးနှုန်းများကအမြဲတက်နေလေသည်ယနေ့အင်္ဂလန်ပြည်တွင်စက်ရုံအလုပ်သမားများ၏အချိန်နှင်းမှာညစွာထိုးတက်နေပြီဟုဆိုရမည်အရှိတိုင်းပြည်များတွင်မူစက်ရုံအလုပ်သမားတို့၏ဘဝမှာအင်္ဂလန်ပြည်တွင်လွန်ခဲ့သောနှစ်ပေါင်း100ခန်းကအချိန်နှင်းတိုင်းပင်ဆိုးဝါးလျက်ရှိနေသည်စက်ရုံများတွင်အလင်းရောင်မရှိအသက်ရှူပေါင်းမရှိလူများပြည့်ညံ့နေသည် ကျမ်းမာ၏မြင်းညွတ်တည်င်းညားကိုလည်းမခွင့်ဖဲပိတ်ထားသည် ယောက်ျားအလုပ်သမားများနဲ့မိန်းမအလုပ်သမားတို့မှာရောထွေးချက်တင်ဖြစ်ကနိုင်ပေါင်းများစွာကြသည့်အထိအလုပ်လုပ်ကြရသည်။နောက်ဆုံးပေါ်ခင်မီစက်ကရီယာများကိုလည်းအသုံးမပြုနိုင်။နောက်ဆုံးပေါ်ခင်မီဆန်ညာကိုလည်းရရန်ခရင်သည်။အကြောင်းမှာဆက်လုပ်သည့်တမဏိကိုစစ်ပြစင်ညာဖြစ်သည့်တနက်အညောင်များပြုလုပ်ရာတွင်အသုံးပြုနေရသောကြောင့်ဖြစ်ပေသည်။တို့ဖြစ်ရဤကဘာနေတွင်ငင်းချမ်းရဲကိုမတိဆောက်နိုင်သေးသည်မြကလားပလောဆက်ယုံအလုံသမားများမှာ ထိခိုက်နိမ့်နာနေနေတာဖြစ်ပေတော့သည်။သို့ဖြစ်ရင်အထည်ရက်လောက်သူရကန်းတီတို့၏အချိန်နှင်းများလို့တဲ့ကောင်းမွန်လာအောင်ဘဲမြ၊ခီးစကြအုံမြေကိုကျွန်တော်တို့သဘောပေါက်နိုင်ပြီ။ထို့ပြင်အဝိထေဝစ်စင်ရင်းနှင့်ပတ်သက်၍ပို၍ညောင်မြင်ရှိရန်လဲလိုအပ်လာပြီဟုထင်မြင်မိသည်။ဥစွာပထမရက်တီသား၏ရာသီဥတုနှင့်ကပ်ညီသောအဝိထေများကိုဝစ်စင်ရမည်။ဘိုးဘေးပြည်ပြအဆက်အနွယ်တို့သည်ထူထူထက်ထက်မိုးစင်ကြအเจ้าမှာ ူဤခန္ဓာကိုယ်အတွက်လေနှင့်နေအောင်ကြည်သည်အရေးကြီးသည်ဟုသူတို့ထင်မှတ်သောကြောင့်ဖြစ်ပေသည်အိန္ဒိယပြည်အပါအဝင်အင်္ဂလိပ်ကိုလိုနီနိုင်ငံများတွင်အုပ်စိုးသူအင်္ဂလိပ်ကအဝတ်ထည်ဝတ်ဆင်ရေးနှင့်ပတ်သက်၍အမိန့်များပင်ထုတ်ပြန်ခဲ့ရပါသည်ယင်းမှာဆယ်ရေးစကြီးတို့သည်နတ်ကိုင်ခေါ်လက်စည်းများကောက်အင်းကြီးများဘောင်းမီရှင်များဝတ်ဆင်ရမည်ဖြစ်သည်ဤတွင် နောက်တန်းယူဆသည်အနေငယ်တင်ချက်သည်ဟုထင်သည် ခရိယံအယူဆကလည်း ခနာကိုရဲလာချင်းနေတီကိုမနစ်တဲ့အဝဲထွဲဖုံးလန်းလို့တီအိန္ဒိယတိုင်းသားတို့ဒိုဒီကလေးကိုသာဝှစ်စင်တီကိုမြင်ရလျင်ရိုင်းဆိုင်တီမြင်ကြီးဟုယူဆကြသည်ပွေတော့ရသည်ပွေတော့ဒေတာတွင်ကုတ်ရင်းကြီးကြီးများဘောင်းမီရှေကြီးများဘုဖနဲ့ကြီးများဝှစ်စင်ချင်းတီတနည်းအားဖြင့်မိုင်မဲတီကိစ္စပင်ဖြစ်သည်အရှိတိုင်းဤတမိုင်းကိုလိမ့်လာမည်ဆိုလျှင်ယောက်ျားများတီပါလွာတော့ဝိယုံများဝှစ်စင်တီကိုသာတွေ့ရလိမ့်မည်ဖြစ်သည် မမေတာညာတီလေသူနီးတူပင်ပါလွာပေါ်ပါသောအဝိညာကိုသာဝစ်စင်ကြသည်စကော့တလန်ပြည်တွင်ယောက်ျားတို့သည်ကာဝင်တင်နိုင်ညာကိုရစ်ပတ်ဝစ်စင်ကြသည်ထို့ကြောင့်မင်းအင်္ဂလိပ်ပကြီးစရာဂီကကာဝင်တင်နိုင်သည်မိမညာတာဝစ်စင်သောအစင်တန်ဆာမဟုတ်ထို့တူပေါမိသည်လေယောက်ျားညာတာဝစ်စင်သောအစင်တန်ဆာမဟုတ်ဟုဆိုခဲ့သည်အမှန်စင်စစ်အဝိထေကြီးစကြောင်းကိုသာစဉ်းစားကြည့်မည်ဆိုပါကဘလားကျင်းနေတော်လူသည်၎င်းခန္ဓာကိုယ်ကို စိတ်တိုင်းသာလွှမ်းထားသောလူသည်လည်းကောင်းကျွန်တော်တို့မျက်စိအမြင်တွင်ကြည့်ရှုတည်တယ်ကြီးဖြစ်ပေသည်